ပညာမတက်ဘဲလေလုံးရပေမဲ့ဇနီးငယ်ငယ်ချောချောလေးနဲ့မြန်မာနိုင်ငံမှာအထမ်းသာဆုံးတတိဖြစ်လာတဲ့ဦးမျိုးသန့်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်အီဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာလူငယ်တွေကိုလဲလုံးမလာလို့မေးကြည့်လိုက်ပါအများစုကခေါင်းခါကြမှာတည်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့လဲလုံးတယ်ဆိုတာကိုပင်ပန်းနဲ့စင်းရဲတယ်။ပညာမတတ်တဲ့လူတွေရဲ့အလုပ်တစ်ခုလို့အများစုကအထင်သေးနေချပြီးတော့သတ်မှတ်ထားကြလို့ပါ။ ဒါပေမဲ့ပရိသတ်ကြီးအဲ့ဒီပညာမတက်လို့လူတွေကအထင်သေးတဲ့လဲလုပ်ငန်းကြီးတခုတည်းနဲ့မြမပြည်မှာအချမ်းသာဆုံးတတိကြီးဖြစ်နေုံတည်းမကောင်အခုဆိုရင်တော့ကိုယ့်ထက်အသက်ရွယ်ငယ်ပြီးတော့ချုံမလာပါတဲ့ဇနီးငယ်ငယ်ချောချောလေးနဲ့အတူစစ်စရာသမီးအမွာဘူးလေးတွေကိုပါပိုင်ဆိုင်ပြီးတော့လူတိုင်းအားကြရတဲ့ဘဝတစ်ခုကိုတိဆောက်ပြလိုက်တဲ့သူတယောက်ရှိပါတယ်။သူကတော့မန္တလေးကလဲသမားတတိကြီးလို့လူတီများတဲ့ဦးမျိုးတန်မှာပဲသူရဲ့အောင်မြင်မှုကဘလောက်ထိလဲဆိုရင်လက်တလုံးမှာဆိုရှယ်မီဒီယာမှာအရန်ကိုနာမည်ကြီးသွားတဲ့ ိန်3000ခွဲတန်ဖိုးရှိတဲ့အနန်းတော်ကြီးလိုခန်းထားလှပါတယ်။စံအိမ်ကြီးကိုတိဆောက်နိုင်ခဲ့တဲ့အထိပါပဲ။ဒီစံအိမ်ကြီးရဲ့ပုံတွေထွက်လာကြတဲ့ကလူတွေကဒါတကယ်ပဲလေလုပ်ပြီးတော့ချမ်းသာလာလာလားလို့မယုံနိုင်လောက်အောင်တအံ့တအောဖြစ်ခဲ့ကြတာပါ။ ဒီလောက်ထိအောင်မြင်နေတဲ့ဥမျိုးတန်ကတက္ကသိုလ်ဘွဲ့ရပညာတတ်တယောက်လားဒါမှမဟုတ်မိဘအမွေတွေအများကြီးရထားတဲ့တထေသာတယောက်လားလုံးဝမဟုတ်ပါဘူးသူရဲ့အတိတ်ကိုကြည့်လိုက်ရင်သူဟာမန္တလေးတရာဥမျိုးနဲ့မိုးကြိုးလဲရွာကတာမန်တောင်သူလဲသမားမိဘနှစ်ပါးကနေမွေးဖွားခဲ့ရပါငယ်စဉ်ခါကမိသားစုဘဝနွမ်းပါလုံးလုံးကိုရဲနဲ့ចောင်းထွက်ခဲ့ရပါတယ်။အဲဒီနောက်ဖုန်းကြီးသုံးဝဝစ်ခဲ့ပြီးတော့လူထွက်လာတဲ့အသက်15နှစ်သားအရွယ်ကနေစပြီးတော့လေထဲကိုအခြေဆုံးဖြစ်ဝင်ခဲ့ရတာပါ။ သူရဲ့စတင်မှုကမူလအရင်းတွေကလဲ3 A ကနဲ့နွားတရှင်းပါပဲဒီတော့ပညာမတတ်အဆက်အသွယ်မရှိငွေကြေးမရှိတဲ့လဲသမားလေးတယောက်ကမြန်မာနိုင်ငံရဲ့ထိတ်တန့်တထေကြီးဘလို့ဖြစ်လာခဲ့တယ်လဲသူရဲ့လေးဝက်ချက်ကအနေနာခဲ့မှုနဲ့ဉာဏ်ပညာပါပဲသူကိုယ်တိုင်ပြောမှုတဲ့စကားတခွန်းရှိပါတယ်ကျွန်တော်မျိုးတွေကလက်ဖက်ရည်ဆိုင်ဆိုတာတခါမှ မရောက်ဘူးပေါ့ ဒါအပြင်အပေါင်းအသင်းတွေနဲ့လည်းအချိန်မဖြုံးဘူးဘူးလို့ဆိုပါတယ်။တဟာသူဘလောက်တိသူ့ရဲ့အချိန်နဲ့ငွေကိုတန်ဖိုးထားပြီးအလုပ်ထဲမှာပဲစိတ်နဲ့အနစ်နာခံစူးစားခဲ့တဲ့လဲဆိုတာကို ပြနေရပါ သူကပညာမတက်ပေမဲ့ဉာဏ်ရှိခဲ့ပါတယ်။တာမန်လက်မှုလေယာစနစ်ကနေခိမီစက်မှုလေယာဖြစ်အောင်ပြောင်းလဲခဲ့တယ် လေထုံဆက်တွေစက်ပစ္စည်းတွေဝယ်တဲ့စူဆောင်းချွေတာပြီးရလာတဲ့ငွေတွေကိုမတုံမဲလုပ်ငန်းတိုးချဲ့တဲ့နေရာမှာပြန်ပြီးတော့ရင်းနှီးမြှုပ်နှံခဲ့တယ်။အခုလိုမျိုးပသိင်ကြီးတဝိုင်းမှာလက်အေကရာပေါင်းများစွာပြည်ဦးလင်ဘက်မှာတောင်ကြီးမားတဲ့တရက်ချံစိုက်ပျိုးရေးခြံကြီးတွေကိုပိုင်ဆိုင်နေပါပြီ။ဒါတင်မကသေးပါဘူး။သူ့ရဲ့အစီအစဉ်နာကလည်းသူ့ကိုအောင်မြင်စေတဲ့အဓိကအကြောင်းရင်းမှာ ူဟာမျိုးကောင်းမျိုးသက်စဘာတွေရလာတဲ့အခါမှာကိုကျိုးမဖက်ဖင်နဲ့တခြားဘဝသူလဲသမားတွေကိုပြန်လည်ထောက်ပံ့ကူညီခဲ့ရကြောင်းမြန်မာနိုင်ငံရဲ့စံပြလဲသမားစုတွေအာဆီယံအဆင့်ထိစုတွေအများကြီးရခဲ့ရပါတယ် အခုဆိုရင်တော့သူဟာဒီစ조사မှုတွေစေတနာတွေရဲ့အကျိုးဆက်တွေကိုအပြည့်အဝခန်းစားနေရပါပြီ။စီးပွားရေးမှာလည်းသမားတထိန်ကြီးအဖြစ်အောင်မြင်နေတယ်လို့သူရဲ့ပုံကိုရေးပေါ်မှာလည်းလူတိုင်းအားကြရတဲ့ဇနီးငင်ငယ်ကြောကြောလေးအဖြစ်နဲ့အတူတမီးအမွားဘူးလေးတွေကိုပါပိုင်ဆိုင်ထားပါပြီ။သူကိုယ်တိုင်ကတော့အရင်အတိုင်းပဲကွန်လေးစားပစိုးလေးနဲ့ရိုးရှင်းစွာနေထိုင်ပြီးတော့အလူရည်ဇက်လက်နဲ့မကွာလူတန်းနေစေမနက်9:00ဆိုရင်လေခွင်းလေးကိုသွားနေစေပါ။ ဦးမျိုးတန်းရဲ့ဘဝကသက်သေပြနေရကတော့ပညာမတတ်တာဟောင်းဘဝရဲ့အဆုံးဖြတ်မဟုတ်ဘူးလဲလုတယ်ဆိုတာကအထင်သေးစရာလုံးမဟုတ်ဘူးဘိုးဘွားပိုင်လဲတွေကိုအမှန်တကယ်စူးစမ်းပြီးလုပ်ရင်မစားလောက်ဘူးဆိုတာမရှိဘူးဆိုတာပါပဲ ပရိသတ်ကြီးတို့ရောကိုရန်နဲ့ចောင်းထွက်လေသုံးဧကားကနေမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးလေတတိကြီးဖြစ်လာအောင်တာမကဇနီးငယ်ငယ်ချောချောလေးကိုပါပိုင်ဆိုင်ထားတဲ့ဦးမျိုးတန်းရဲ့ဘဝဇာတ်ကြောင်းတွေကိုဘယ်လိုထင်ပါသလဲသူရဲ့ကြိုးစားမှုတွေကအားကျစရာကောင်းတယ်လို့ထင်ပါသလားအမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်